မင်္ဂလာပါလူမြောက်ချင်းဒေသနာကနေပြန်လဲကျူဆိုပါတယ်ဒီနေ့မှာကျွန်တော်တို့အတူတူပါစစ်ချင်းကိုအယူမဲ့နှုတ်ကပါရရဲ့ခေါင်းစစ်ကတရားတော်၌မွေရောပါဆိုတဲ့ခေါင်းစစ်နဲ့အတူတူပါစစ်ချင်းကိုအယူမှာဖြစ်ပါတယ်ချီကျွန်တော်ညကိုမှမှတယ်ကျွန်တော်ရဲ့အသက်တာထက်မှာဘုရားတခင်နှုတ်ကပါတော်ထက်မှာ ဘုရားတခင်ရဲ့တမန်တော်ထဲမှာတရားတော်ထဲမှာကျွန်တော်တို့ကနေရစီတဲ့မှာကျွန်တော်မှုမြော်ဖို့နှုတ်ပတ်တော်ကိုကျွန်တော်ဆင်ခြင်အောင်မြင်ဖို့လိုရည်ရှိတာဖြစ်တယ်။ကျွန်တော်ကျမ်းစာထဲမှာကျွန်တော်တို့ကြည်တဲ့ချင်းမှာကျွန်တော်ရဲ့တက်တာထဲမှာပြုလူသမ ्या ကိုအောင်မြင်ဖို့အဲ့ဒီအထက်ကပါလာလဲဆိုတော့မှုရောချင်းကအရေးလာတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်နှုတ်ပတ်တော်တစ်ပိုက်ကိုအတူတူကဆင်ခြင်ခွာယူရှိတယ်။အဲ့ဒါကဆာလာခန်းကြီးတီအခန်းငယ် တင့်နှင့်သုံးပါမတရားသော သူတို့ဤတတ်တိုးချီသောမလိုက်လူဆိုးတွေလမ်းတွေမရမတည်မထင်မဲ့မပြုသောသူဤအစည်းဝေးနဲ့မထိုင်သာရဖျားဤတရားတော်နဲ့မှုမြော်၍တရားတော်ကိုညည်းရမပြတ်စီခြင်းအောင်မိသောသူသည်မင်္ဂလာရှိ၏အကြောင်းမူကားထိုသူသည်မြေနာမှာဆက်လက်မိမိအချက်တမှာအတီးကိုတည်၍အယွတ်မညိုနာတသော အပြင်နှင့်တူ၏ပြုလိသမြတ်တို့၌အောင်လေတည်း ်အာမင်ဆရာကျွန်တော်ညီကိုမွန်ပါတယ်ဒီနှုတ်ပတ်တော်အဖြစ်ကျွန်တော်ရဲ့အောင်မြင်ချက်ကဘယ်ကအေးလာလဲဆိုတော့ဆိုရင်ဘုရားရဲ့ဘုရားနဲ့အချင်းယူခြင်းဘုရားရဲ့တမန်တရားပေါ်မှာအသက်ရှင်ခြင်းပေါ်မှာအေးလာတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့တက်တာထဲမှာအောင်မြင်ရှိတယ်တကယ်များကျွန်တော်တို့ပြုလို့ဒီများနဲ့အောင်မြင်ကြရဲဆိုရင်ဖျားတခင်နှုတ်ပတ်တော်ထဲမှာကျွန်တော်တို့ပြုံးမွေးဖို့လိုအပ်တာဖြစ်တယ်။ အဲ့ဒီမှာတကုတ်ပါတော့ဘာပြောမတရားသောသူဤတိုက်တွန်းချင်းတို့မလိုက်တဲ့ကျွန်တော်ဒီကာလထဲမှာကျွန်တော်တွေအပေါင်းအသင်းတွေအမြင်တာကျွန်တော်တို့ကိုဒီမကောင်းသောနတ်ကို တိုက်တွန်းတာကိုကျွန်တော်တွေ့ရတာဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့ဘာမိရလဲဆိုတော့တခါလေးကျွန်တော်တို့ကိုဖရာကြောင်းမသွားနိုင်အောင်အဲအဲ့ဒီညာကျွန်တော်တို့တိုက်တွန်းတာဖြစ်တယ်အဲ့တော့လူစိုးတွေလမ်းတွေမရမနဲ့မထင်မဲ့မပြူသွားစီဝင်းနဲ့မထိုင်တဲ့အဲ့ဒီမထင်မဲ့မပြူလာ အရာကပါလဲဆိုတော့ဥပမာဖရာတခင်တကုတ်ပါတော့ပဲဖြစ်ဖြစ်အဲ့ဒီသူကပါရဲ့အချောင်းကို ပြောတဲ့သူအဲ့ဒီအစည်းအဝေးတွေမှာကျွန်တော်တို့ကမထိုင်ဖို့လိုအပ်တယ်ဖြစ်တယ်ပြီးတော့ထာဝရဖရာရဲ့တရားတော်မှုရောတရားတော်ဝင်မပြတ်စီခြင်းအောင်မြင်သောသူတွေမင်္ဂလာရှိနေတဲ့ဒါကြောင့်မို့ချေကျွန်တော်ညီကိုမှန်မှန်လေးဖရာရဲ့နှုတ်ပါတမတရားထဲမှာကျွန်တော်မှုရောရအဆုံးမှာကျွန်တော်တို့ကမင်္ဂလာရှိတော်သူဖြစ်တယ်ပြီးတော့ကျွန်တော်တို့အသက်တာထဲမှာ ကျွန်တော်တို့ရဲ့အတ္တတထဲမှာတကယ်ပဲကျွန်တော်တို့ဘဝမှာဖခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကနှစ်ရက်စီတိုင်းမှာဆင်ခြင်အောင်မြင်ဖို့အလိုရည်ကြီးတာဖြစ်တယ်။ဒါကြောင့်မို့ချီကကျွန်တော်ညီကောင်မတွေကိုကျွန်တော်အားပေးကြည့်တဲ့အရာကတည့်ရဲ့တ္တတထဲမှာတဏိတတတိဒီတခြားအရာတွေထက်တခြားအရာတွေဟိုထက်ဖခင်ရဲ့နှုတ်ကပတ်တော်ကိုဆင်ခြင်အောင်မြင်ဘာလို့ကျွန်တော်အားပေးကြည့်တယ်။တည့်ရဲ့ဘဝမှာအဲ့လိုမျိုးဆင်ခြင်အောင်မြင်တဲ့မိနာမှာ ဆိုင်သောအပင်နဲ့တူအမဲတကလမ်းစားမယ်အရွယ်မျိုးနတ်တအပင်နဲ့တူမယ်ပြီးတော့ဗာလဲပြုလို့တင်များတို့အောင်မြတ်သောခွေကိုဖျားရခေယပေးပါဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကိုပေါ်နမတဲ့တည့်ရပွားမှာတည့်ပြုလို့တင်များအောင်မြင်ချင်လားတကယ်မတည့်ရစီပွားရင်တည့်ရအမိသားစုရဲ့ပဲနဲ့ပဲမတည့်အောင်မြင်ချင် တဲ့ဆိုရင်ဖျားတခင်နဲ့မွေ့မြော်ပါလို့ကျွန်တော်အားပေးကြည့်တယ်။တရားတော်ထဲမှာမွေ့မြော်ပါနှုတ်ကပါတော်ကိုအမြဲတမ်းဆင်ခြင်အောင်မိတော်သူရဲ့လမ်းဆုံးကအောင်မြင်ရှိရှိတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ဒီကိုမောင်မတဲ့ကျွန်တော်တို့ဘုရားတက်တာကပြုလူသူများတို့အောင်ဖို့မလာခင်ပါဘာရည်လာလဲဆိုတော့တရားတော်နဲ့မွေ့မြော်ခြင်းကအရေးလာတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ဒီကိုမောင်မတဲ့ တရားတော်နှမှုရောဘာလို့ခေါ်အပ်ပြီးအားလုံးကိုဖျားရှိထူးကောင်းချီးပေးပါစေ